အာမခံဆိုတဲ့စကားလုံးဒီစကားလုံးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီဗီဒီယိုမှာသင်ရှာလေးစကားလေးပြောကြည့်ချင်တယ်ပေါ့နော်ကျွန်တော်ရွှေပဲဝေဝေဗျာမြေပဲဝေဝေကျွန်တော်ဘာပစ္စည်းပဲဝေဝေဝေသူတွေရဲ့အဓိကစိတ်နှလုံးကိုလုံခြုံစေတာကကျွန်တော်ဒီအာမခံဆိုတဲ့စကားပေါ့နော်ဆိုတော့ဒီအာမခံဆိုတဲ့စကားကိုကျွန်တော်သင်တန်းမှာဘယ်လိုပုံစံမျိုးကျွန်တော်တို့အကောမားတွေကိုမဆောင်မပိတ်ထားလဲဆိုတာကိုရှင်းပြချင်တာဆိုတော့ကျွန်တော်သင်တန်းမှာဆိုလို့ရှိရင်အာမခံရှင်းနှစ်မျိုးပေးထားပထမတစ်မျိုးကကျွန်တော် refund ကိစ္စသင်တန်းတက်တယ်အဆင်မပြေတော့ ပတ်စံပြန်ထလာတဲ့အချိန်တွေမျိုးမှာကျွန်တော်တို့ဝန်ဆောင်မှုဘယ်လိုပေးလဲအမခံဘယ်လိုပေးလဲဆိုတာရှင်းပြစီနောက်တစ်ချက်ကကျွန်တော်တို့တည်တည်နဲ့တိုက်ထိုင်းစကားတကယ်တမ်းမှာလားဆိုတဲ့မေခွန်းအဲ့ဒီမေခွန်းကိုကျွန်တော်တိတိကျကျဖြစ်စီတယ်အမခံဆိုတော့တေချာလေးလေးကြည့်ပြကြနော်ဆိုတော့နံပါတ်1ကတော့ကျွန်တော်တို့ refund ကိစ္စပေါ့ refund ကိစ္စကိုဘယ်လိုလုပ်ထားလဲဆိုလို့ရှိရင် refund day ဆိုပြီးတော့တုံးရတိတိတမ်းမှာထားတာရှိရဲဆိုတော့ပထမချက်ကကျွန်တော်တို့တင်နှန်းစားပြီးတော့ join တဲ့နေ့ကျွန်တော်တို့ refund ပြန်ထောက်ခွင့်ရှိရဲ100%ပဲတပြားမှမရှိဘူး နောက်တစ်ခါကျွန်တော်တို့တင်နှန်း၃ရက်မြောက်နေ့မှာတင်ခန်းစာ၃ရက်တင်ပြီဆိုတဲ့နေ့မှာ refund ပြန်ထောက်ခွင့်ရှိလုံးဝတင်နှန်းချစ်ဟန်ဒရက်ပါစီပဲတပြားမှပြင်မရှိဘူးတပြားမှမချိုးပေးဘူးဆိုနောက်တစ်ခါကျွန်တော်တို့အာတင်နှန်းရဲ့နောက်ဆုံးနှစ်လကာလနောက်ဆုံးဆာမူဝစ်စစ်တဲ့ညအဲ့ဒီညဆာမူဝစ်စစ်လို့ပြီးတာနဲ့ refund ပြန်ထောက်ခွင့်ရှိဟန်ဒရက်ပါစီပဲကျွန်တော်တပြားမှမချိုးဘူးအများမှကျွန်တော်ပြောဘူးပေါ့နော်ဟန်ဒရက်ပါစီထုတ်ပေးတယ်ဒါအပြုတ်တက်မဟုတ်ဘူးဆိုတော့ဘလို့ပုံစံမျိုးထုတ်ပေးလို့ဆိုတာအသေးစိတ်ချင်းပြဆိုတော့ကျွန်တော်အနေနဲ့အခုလိုမျိုးတင်ထန့်ကို အမခံကောင်းကောင်းနဲ့ရောင်းလိုက်ဗျာဆိုပါတော့ဆိုလို့ရှိရင်မိမိတို့အနေနဲ့အဲ marketing post တွေကိုစိတ်ဝင်စားလို့တဖို့ကြားမင်းတော့လို့တင်တဲ့အမင်းတော့ဗျာဒါပေမဲ့တင်တဲ့အထိလေးရောက်ရောက်ကျွန်တော်တို့တင်တဲ့အထိမှာကိုလိုချင်တာတွေရှိမနေဘူးကိုဖြစ်စင်တဲ့တင်တဲ့မျိုးမဟုတ်နေဘူးဆိုလို့ရှိရင်အဲ့ဒီညားမှာပဲ100%တင်တဲ့ချစ်ထောက်သွားခွင့်ရှိရဲ့လုံးဝတပြားမှမရွတ်တရားဘူးနောက်တစ်ခါတင်တဲ့3ရက်တက်ချစ်ပြည့်တယ်ကျွန်တော်တို့အဲ့ဒီအခါမှာဒီတင်တဲ့မှာတင်ပြနေတဲ့သင်ခန်းစာတွေဟာ မိမိလက်ရှိရောက်ရှိနေတဲ့ထိုင်းစကားလေးတွေနင်းကြားနေတယ်ဆိုလို့ရှင်သင်စရာမလိုတော့ဘူးလေရတယ်100%သင်တန်းချစ်ပြန်ထုတ်ပေးတယ်ခင်ဗျဆိုနောက်ဆုံးညကတော့ဗာလေဆိုလို့ရှင်နှစ်လားသင်တန်းတက်ပြတယ်ကျွန်တော်ပြီးမှနောက်ဆုံးဆမ်မွေးပြစ်စတဲ့ညမှာဆမ်မွေးပြစ်စလို့ပြီးတဲ့အခါကျွန်တော်ကျွန်မဒီဒီသင်တန်းကရတဲ့ရလတ်နေပေါ့မနစ်တဲ့ဘူးမချင်တတ်ဘူးဗျာကျွန်တော်လိုချင်တာတော့ကလေးမဟုတ်ဘူးဆိုလို့ရှင်သင်တန်းချစ်100%ပြန်ထုတ်သွားလို့ရတယ်ကျွန်တော်တကယ်အမခံတယ်တကယ်လေးထုတ်ပေးဖြစ်တယ် ဒါကျွန်တော် refund ကိစ္စနဲ့ပတ်သက်ပြီးတော့အမှတ်ခံချက်ပေါ့နော်။ဆိုတော့နောက်တစ်ချက်ကပါလဲဆိုလို့ရှိရင်ဒီတင်တန်းတိုက်ထိုင်းစကားတကယ်တန်းပါလားဆိုတာအမှတ်ခံချက်တကယ်တန်းတာလုံးဝကိုတန်းတာဒီတင်တန်းကိုတိုက်ရင်ထိုင်းစကားတကယ်တက်တယ်။ဒါပေမဲ့တယောက်နဲ့တယောက်တိုင်းမြောက်ကြတဲ့နှုံတော့နင်းနေကွာတာပေါ့။စောဥမှာကျွန်တော်တို့ထန့်ကိုရောက်တာငါးလအောက်ပန်းဝင်ကျင်ရှိတဲ့လူငယ်လေးတွေရှိမယ်။လူသေးလေးတွေရှိမယ်။စောနောက်တစ်ခါငါးနှစ်ပန်းဝင်ကျင်သူတွေရှိမယ်။စောငါးလပန်းဝင်ကျင်ရှိမယ်။ငါးနှစ်ပန်းဝင်ကျင်ရှိမယ်။တယောက်နဲ့တယောက်ကအတွေ့အကြုံနဲ့ကွာခြားကြတယ်။ ဲ့လိုခါမျိုးလာဆိုလို့ရှိရင်တို့အရှင်ရှင်တမ်းမြောက်တာတော့꽈တယ်ပေါ့ဒါပေမဲ့တက်လာဆိုတော့တက်တယ်ဆိုတော့ဒီတက်မြင်တဲ့အောင်ပြောလို့ရှိရင်ကျွန်တော်ကျွန်တော်တင်တဲ့ဟာအခြေခံကောင်းကောင်းနဲ့နစ်စနစ်ကြကြတင်ပြလာဖြစ်တယ်ဘလို့တက်မြောက်လဲဆိုလို့ရှိရင်လုံးဝမတီးတဲ့သူထိုင်းပါတာစကားအကြောင်းကိုခရီးစေးကွင်းကြတီးသွားတယ်တီးထားတဲ့သူကလုံးဝတက်မြောက်သွားတယ်အစကတည်းကတက်ထားတဲ့သူဆိုလို့ရှိရင်ကျွမ်းကျင်သွားတယ်ဗျာဒါကကျွန်တော်တင်တဲ့ရဲ့အမခံချက်ပေါ့နော်ဆိုတော့မိမိတို့အနေနဲ့တင်တဲ့တက်မတက်ကကြာလို့တေချာအသုံးတက်ဝင်ဖန်ပြီးမှတက်ကြပါဘောနော်ကျွန်တော် ပြောချင်တာကတော့ကျွန်တော်အခုလိုမျိုး post တင်မှာစကားတယ်အာမခံကောင်းကောင်းနဲ့ပြောပြီးတော့မှတင်တဲ့ admin တော့ပဲမယ်မိမိတို့ပတ်စံတွေဟာဆူရှုံမသွားဘူးဆိုတာကိုတကယ်အာမခံကြောင်းကိုကျွန်တော်လာပြီးတော့ပြပြပြတာဖြစ်တယ်ဆိုတော့အစီအပြေတွေဆိုလို့ရှိရင်တော့တင်တဲ့ဆင်ဆိုလို့ရှိရင်တင်တဲ့မှာဆင်ချင်တယ်ခင်ဗျာ